မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းပါခင်ဗျာမြစည်းမအတွက် VOA အစီအစဉ်ကကြိုးစိုးပါတယ်မြစည်းမအတွက် VOA အစီအစဉ်တွေကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်နေပါတယ်ဒီကနေ့တော့စိတ်ဝင်စားစရာနိုင်ငံတကာသတင်းဆောင်ပါတွေအမေရိကန်နဲ့ကမ္ဘာရင်ကျေးမှုခေရီစီသတင်းတွေနဲ့အတူဒီကနေ့အတွက်ငွေကြေးဈေးကွက်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပဋိပက္ခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှော့ချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပဋိပက္ခတွေကတနေရာပြီးတနေရာဆိုသလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးစီရေးပဋိပက္ခသတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ယူကရိန်းစစ်ပွဲစတင်ခြင်းကစပြီးမော်စကိုမြို့ဟာအခုသတင်းပတ်တွင်မှာယူကရိန်းဘက်က drone တွေနဲ့တိုက်ခိုက်တာကိုအများဆုံးခံခဲ့ရပြီးတော့ဒီတိုက်ခိုက်မှုကြောင့်၃ယောက်သေဆုံးပြီးတော့၁၈ယောက်ဒဏ်ရာရသွားခဲ့ပါတယ် ဒါပေမဲ့မော်စကိုမြို့မှာနေတဲ့သူအတော်များများကတော့စစ်ဖြစ်နေတာကိုလစ်လျူရှုထားဖို့ကြိုးစားနေကြပါတယ်။တချိန်တည်းမှာပဲအတော်များများကတော့ရုရှားဆိုးရနဲ့အမေရိကန်ဆိုးရဂျာကဆွေးနွေးမှုတွေကနေငြိမ်းချမ်းရေးရဖို့မျှော်လင့်နေကြပါတယ်။ရုရှားဘက်ကအဓိကရည်မှန်းချက်ကတော့သူတို့အင်အားသုံးသိမ်းယူထားတဲ့နယ်မြေတွေနဲ့နယ်နိမိတ်စီးအစ်စ်ကိုနိုင်ငံတကာကအတိအမှတ်ပြုဖို့ဖြစ်တယ်လို့အာနာဘိုင်တွေကပြောပါရယ်။ Ясно, что здесь будет ကျွန်တော်တို့နဲ့ယူကရိန်းအစိုးရကြားမှာနှစ်နိုင်ငံသဘောတူညီစာချုပ်ချိုးဆိုရမယ်ဆိုရင်တော့ရှင်းပါတယ်။အဲ့ဒါကတော့ငြိမ်းချမ်းရေးသဘောတူစာချုပ်ဖြစ်ပြီးအဲ့ဒါကရုရှားနယ်နိမိတ်အသစ်နဲ့ဆိုဗီယက်ပြည်ထောင်စုအလွန်ယူကရိန်းနိုင်ငံရဲ့နယ်နိမိတ်အသစ်ကိုတရားဝင်ဖြစ်စေမှာဖြစ်ပါတယ်။အခုလိုအခြေအနေတွေကြောင့်နဖတ်ပတိပခတွေအဆုံးမသတ်ခင်မှာကိုပဲအနာဂတ်မှာနယ်မြေတွေပို့ပြီးရလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မော်စကိုမှာရှိတဲ့သူအတော်များများကအခုကလေးကအောင်ပွဲခံနေကြပြီဖြစ်ပါတယ်။တရားရည်နဲ့ပိုက်ပြတာ။တို့မော်စကိုဒါကတကယ်အောင်ပွဲပါ။ရှမ်ပိန်ဖွင့်ပြီးအောင်ပွဲခံနိုင်ပါတယ်။ဘလို့မှမရှုံးနိုင်ပါဘူး။ရုရှားအနေနဲ့ထိုးစစ်တွေကိုဆက်ပြီးတော့လုပ်ရမှာပါ။ဘာကြောင့်လဲဆိုတော့ဘသူကမှအမေရိကန်ရဲ့ရည်မှန်းချက်ကိုမဖြတ်ပါဘူး။သူတို့ကကျွန်တော်တို့ကိုကြောက်ပါတယ်။ဒါပေမဲ့သူတို့ကသူတို့ရဲ့ကမ္ဘာအင်ပါယာကြီးတိဆောက်ဖို့စိတ်ကူးကိုစွန့်လွတ်လိုက်တာမဟုတ်ပါဘူး။ ရုရှားယူကရိန်းစစ်ပွဲ၃နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာတော့ရုရှားဘက်ကတည်ဆုံးသူက၉000ကျော်တယ်လို့တရားလွတ်လပ်တဲ့မီဒီယာဇိုနာသတင်းဌာနကဖော်ပြပါတယ်။အခုလိုတည်ဆုံးမှုတွေရှိနေပေမဲ့လည်းရုရှားအစိုးရကတော့စစ်ပွဲကိုဆက်ပြီးတော့တိုက်နေသေးဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ကတည်ဆုံးသွားတဲ့ရုရှားစစ်သားတွေရဲ့အမေရိကန်နဲ့ဇနီးတွေနဲ့တွေ့ဆုံမှုအတွင်းရုရှားအနေနဲ့အလျှော်ပေးသွားမှာမဟုတ်ဘူးလို့ပြောပါတယ်။ ကျွန်တော်တို့ဘက်ကတော့ရှော့မှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိုအာမခံမဲ့ကျွန်တော်တို့နဲ့ကိုက်ညီမဲ့ကဘာကြီးကိုကျွန်တော်တို့ဘာသာကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်ရုရှားသမ္မတပူတင်ကိုဝေဖန်တဲ့သူတွေကတော့ရုရှားအစိုးရအနေနဲ့အလျှော်ပေးလိုက်ရောမှုတွေလှုပ်လာနိုင်ကြောင်းဒါမဲ့လည်းသူတို့တိမ့်ပိုက်ထားတဲ့နေပြည်တော်ဆိုင်မှုတွေကိုလက်လွတ်လိုက်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးလို့ ရုရှားရေးလေလာတုံးသက်တဲ့ရေတော်အဖွဲ့ရဲ့ညွှန်ကြားရေးမှူးကပြောပါတယ်။ Компромиссы могут заключаться и быть представлены на каких-то других вопросах. စစ်ပွဲပြီးတဲ့နောက်မှာတော့ယူကရိန်းရဲ့လုံခြုံရေးကိုဘယ်လိုဖွဲ့စည်းတည်ဆောက်သွားမလဲဆိုတာတွေနဲ့ဆက်ဆက်တဲ့တခြားကိစ္စရပ်တွေမှာတော့အပေးအယူလုံညှိနှိုင်းမှုတွေဖြစ်နိုင်ပါတယ်။ယူကရိန်းရဲ့လုံခြုံရေးပုံစံသစ်ဖွဲ့စည်းတဲ့ကိစ္စမှာဘာတွေလုပ်လို့ရနိုင်တယ်မရနိုင်ဘူးဆိုတာကိုပြောဖို့အတွက်ရုရှားအစိုးရကပါချင်ပါတယ်။ အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆော်ဒီအာရေဗျမှာတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ရုရှားဘက်ကလည်းအမေရိကန်တာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့လိုလားနေကြပါတယ်။အမေရိကန်အထူးသံတမန်ရုရှားကိုလာနေပြီးတော့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်သွားမှာ ဖြစ်တယ်လို့ရုရှားသမ္မတရုံးကဒီနေ့ကြာသပတေးနေ့မှာပြောကြားထားပါတယ်ခင်ဗျာ။အမေရိကန်ရေတပ်မှာသင်္ဘော296ဆင်းရှိပါတယ် ောင်းတဲ့ကြောင့်အမေရိကတိုက်ကအကြီးမားဆုံးအင်ဂျင်ထုတ်လုပ်သူ Fairbanks Moss Defense Company ပါဝင်ကုမ္ပဏီထောင်ပေါင်းများစွာကဒီသင်္ဘောတွေရဲ့အစိပ်ပိုင်းတွေကိုတိစောက်ထိန်းသိမ်းကြပါတယ် This engine ဒီအင်ဂျင် ကမြင်းကောင်ရဲ့တပေါင်းရှိတယ်လို့ပြောလိုက်တာပါကုမ္ပဏီရဲ့90ရာခိုင်နှုန်းကအမေရိကန်ရေတပ်ဒါမှမဟုတ်ကမ်းခြေစောက်တပ်ကိုသွားတယ်လို့ CEO George Whittier ကပြောပါတယ်။ရေတပ်ရဲ့တိစောက်ပုံညီမှန်းချက်ပါနိုင်ကနှစ်တိုင်းကြီးမားလာတဲ့အတိုင်းတင်မောတွေတိုးများလာဖို့မျှော်လင့်ရတယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့ မကြမီနှစ်တွေအတွင်းမှာတော့တိုးမလာပဲနည်းလာခဲ့ပါတယ်။မနစ်ကနားလိုက်တဲ့တင်မောက15ဆင့်ရှိပေမဲ့ဘတ်ဂျက်မှာတင်မောက6ဆင့်သာပဲဘတ်ဂျက်ချထားခဲ့တာပါ။ And then for the 2025 budget plan 2025ဘတ်ဂျက်စီမံကိန်းမှာမူလကတင်မောက်10ဆင့်ရထားပေမဲ့အခု6ဆင့်ပဲမှာပါတော့မယ်။တာဝန်ကအနားပေးချင်တာက19ဆင့်ပါ။ဒီတော့13ဆင့်ရော့သွားတဲ့သဘောပါ။ အမေရိကန်ရေတပ်ကိုကမ္ဘာအားကောင်းဆုံးဖြစ်ပြောကြပေးမယ်ပြည်အားနဲ့တန်ချင်အရဆိုရင်တော့အမေရိကန်ရေတပ်သင်းမောအရေးအတွက်ကတရုတ်နောက်ရောက်နေပါတယ်ပန်တခွန်ရဲ့အလို့ရတရုတ်ရေတပ်ကသင်းမောအစီ400ကိုကျော်ဖို့ဖြစ်စည်းနေရပါတယ် It's very frustrating and very challenging အတော်မချစ်မရေဖြစ်စရာပါသင်းမောတိဆောက်ပေးနေသူတွေအနေနဲ့အလွန်ကိုစိန်ခေါ်ချက်ဖြစ်ပါတယ်သူတို့ကသူတို့ရေတပ်ကိုမြ мян ကြီးချဲ့နေချိန်မှာကျွန်တော်တို့ကဘေးရောက်နေပါတယ်ကျွန်တော်တို့ရေတပ်မှာသင်းမောတွေပိုရှိဖို့လိုပါတယ်ရေတပ်ဗိုလ်ချုပ်ကြီး Jim Kilby ကလည်းသဘောတူပါတယ် And we've advocated for a bigger navy for our time. ဒီမှာရေဖြစ်ဖို့ကျွန်တော်တို့စော်ဩနေတာကြားလာပါပြီ။ဟောင်းသွားတဲ့သမော်တွေနဲ့ရင်းကုန်သမော်တွေကိုအစားထိုးလောက်အောင် budget ကမရှိဘူးလို့သူကဆိုပါတယ် And when we get a new ship သမော်အသေးရတဲ့အခါအဟောင်းတွေကအစားထိုးပါတယ်။ဘာကြောင့်လဲဆိုတော့အဟောင်းကိုထိန်းသိမ်းရတာပိုစည်းကြီးလို့ပါ။ရေတက်ကြီးထွားမှုမရှိတာကြောင့်ရေချောင်းကာကွယ်လုပ်ငန်းတွေနှီးသွားရုံမကပါဘူး။ထိုးလို့ရေခွင်းဆက်တစ်ခုလုံးပါထိခိုက်သွားပါတယ်လို့ဝိတီယာကမြင်ပါတယ်။ there's thousands and thousands of suppliers that have gone တော်လို့ရေကွင်းဆက်ကလုပ်ငန်းတွေထောင်ချီပြုတ်သွားကြပါတယ်ဒါတကယ်အန္တရာယ်ပြရေငုပ်သင်္ဘောတွေထုတ်တဲ့ electric boat ကမိတ်ဆွေတွေကပြောတယ်သူတို့အတွက်ပစ္စည်းထုတ်လုပ်ပေးနေတဲ့လုပ်ငန်း350လောက်ရှိတယ်သူတို့မရှိရင်တော့ထုတ်လုပ်ပံ့ပိုးပေးနိုင်တာမရှိတော့ပါဘူး Fairbanks Moss Defense ကအမေရိကန်ရေငုပ်သင်္ဘောထုတ်လုပ်ရေးကွင်းဆက်မှာအကြီးမားဆုံးကုမ္ပဏီတွေထဲကတစ်ခုပါ စစ်သမောသောအကြီးဆုံးအင်ဂျင်တွေကိုထုတ်ပေးပါလေ without four of these ဒီအင်ဂျင်တွေမရှိတော့ရင်သင်းမောဆိုတာရေမျောနေတဲ့တပ်တူအပိုင်းစားပါပဲလို့သူကဆိုပါတယ် we should have two engine suppliers ကျွန်တော်တို့အတွက် engine လုပ်ပေးနေတဲ့လုပ်ငန်းနှစ်ခုရှိပါတယ်ရေရက်ကတစ်နှစ်သင်းမော6ဆင်းပဲမှာမယ်ဆိုရင်နှစ်ခုမပြောနဲ့ engine လုပ်ငန်းတစ်ခုကိုထိန်းထားနိုင်ဖို့ကအနိုင်နိုင်ပါပြဿနာက စိုးရိမ်ရလောက်တာမို့အိမ်ပြည်တော်မှာသင်းမောတိဆောင်ရေးနဲ့ပတ်သက်လို့ယုံကြည်ထားမယ်လို့သမ္မတကကြေညာခဲ့ပါတယ်။ We used to make so many ships. ကျွန်တော်တို့ကသင်းမောတွေအများကြီးလုပ်နေကြပါ။နောက်အများကြီးမလုပ်ကြတော့ပါဘူးဒါပေမဲ့မကြမီးမြန်မြန်လုပ်ပါမယ်ဒီမော်တွေနဲနေတဲ့အတွက်စစ်သုံးစစ်ကိုအောက်လွတ်တော်ကတိုးမြင့်ချထားဖို့မျှော်လင့်ပါတယ်အမေရိကန်မှာလုပ်တဲ့ဒီမော်တွေအများစုကစစ်တပ်တွေဖြစ်ပါတယ် ကုသရောဝယ်ရေးသုံးသင်းမလုပ်ငန်းကပိုပြီးသေရေးရှည်ဖြစ်နေတယ်လို့အထက်လွှတ်တော်အမတ် Mark Kelly က VOA ကိုပြောပါတယ်။ We went from 10,000 ships during World War II to 85 today. ဒုတိယကမ္ဘာစစ်တုန်းက1000ကနေဒီနေ့85ဖြစ်သွားပါတယ်။အရေးပေါ်ဖြစ်လာရင်ပြိပခဖြစ်လာရင်သမုတ်တရားဖြတ်ပြီးတက်တွေနဲ့ပစ္စည်းတွေပို့ဖို့အတော်ကြီးအကန့်အသတ်ရှိနေပါတယ်။အမေရိကန်ကကုန်တင်သင်းမတစ်နှစ်5ဆီလောက်စောက်ပါတယ်။တရုတ်က1000ကျော်တိစောက်နေပါတယ်။ they have one shipyard သူတို့မှာသင်္ဘောချင်းတစ်ခုပဲရှိတာပါဒါပေမဲ့ကျွန်တော်တို့သင်္ဘောချင်းတွေအလုံးပေါင်းတာထက်ကြီးပါတယ်သူတို့ကအလွန်အလွန်မြန်မြန်ကြီးတည်ဆောက်နိုင်ပါတယ်ကျွန်တော်တို့အဲ့ဒီလိုမလုပ်နိုင်တော့ပါဘူးအမေရိကန်အတွက်သင်္ဘောအဥပဒေခေါ်ဥပဒေကြမ်းတစ်ရပ်ကိုကယ်လီကဒီဇင်ဘာလမှာတင်ညက်ပါတယ်ဆယ်နှစ်အတွင်းအမေရိကန်ကုသရေးဝယ်သင်္ဘောအဆင့်150အထိတိုးမြင့်မှုဒီဥပဒေကြမ်းကရည်ရွယ်တာပါဒါကြောင့်စစ်သင်္ဘောတွေအတွက်လဲထုတ်လုပ်မှုကွင်းဆက်တိုးမြင့်ပေးနိုင်ပါလိမ့်မယ် မတ်ကယ်လီကအခုလိုပြောပါတယ် a lot of the parts that go into a US aircraft စေးပိုင်းတော်တော်များများက American လင်းတင်သင်္ဘောတွေမှာလည်းသုံးပါတယ်ကုန်တင်သင်္ဘောတွေမှာလည်းသုံးပါတယ်တရုတ်ကိုတာမြန်နိုင်ဖို့အတွက်သင်္ဘောတိဆောက်ရေးဦးစားပေးတာကိုကာဝေးလုပ်ငန်းတွေမှာဦးဆောင်နေသူတွေကတော့ကြိုးဆိုလိုက်ကြပါတယ်ဘာမှမလုပ်ဖဲနေရင်အနာဂတ်မှာအမေရိကန်ကပိုပြီးနောက်ကျကျန်နေခဲ့မယ်လို့လည်းသတိပေးလိုက်ပါတယ်ရဒရဲ့နောက်ဆုံးသင်္ဘောတိဆောက်ရေးစီမံကိန်းက2040မှာ တင်မောစင်းရီ380မှတ်ပါတယ်ဒီရေအတွက်ကဒီကနေ့တရုတ်ရေဓာတ်တင်မောစင်းရီဓာတ်ကိုနည်းနေပါသေးတယ်ခင်ဗျာ VOA American တိုင်းရဲ့ရုပ်သံနဲ့ရေဒီယိုထုတ်လွှင့်မှုတွေကိုနိုင်စင် American ပြည်အောင်စု Washington မြို့တော်ကနေဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ဂျိုရုဖန်ယူမှုနဲ့ line to meter တို့အပြင်ကျမတို့ view ရေမြန်မာပိုင်းအင်တာနက်စာမျက်နှာဖြစ်တဲ့ bami.voenews.com မှာလည်းကြည့်ရှုနိုင်စင်နိုင်ပါတယ် ဗီဒီယိုမြန်မာအင်တာနက်စာမျက်နှာကိုဝင်ကြည့်လို့မရရင်တော့တခြားနောက်နေလန်းတွေနဲ့လည်းဝင်ကြည့်လို့ရပါတယ်။အဲ့ဒီနောက်ထပ်နေလန်းတွေကိုရဖို့ဆိုရင် siphon link bit.ly/36fapfe နဲ့ nlink ဖြစ်တဲ့ nlink.com/download ဆိုတဲ့ web link စာတွေမှာ application ရယူနိုင်ပါတယ်နော်။ VOA American တန်ရဲ့ရုပ်သံနဲ့ radio ထုတ်လွှင့်ချက်တွေကိုမြန်မာပြည်သူတွေစီအရောက်ပို့ပေးနိုင်မှုအစီအမဲကြိုးပမ်းနေပါတယ်ရှင်။ 96.3 WHUR. Happy Monday, DC, Maryland, Virginia. Listen, I am making plans for you for this. You know, I'm already talking about the summertime. WHUR Radio season go Lumeri ye. Tamai wen Howard Tech to ga ni thoklen la ra ne paung 90 jaw shi ba bi. Tech to ga thu taung thar de radio season ga ni gita tadin dwe le thoklen pe ni da wa. Pinya ye khwin lan atwet le phan di pe thar ba de. မတ်လာဟာလူမဲတွေကိုဂုံပြူတဲ့သမိုင်းဝင်လဖြစ်တာကြောင့် WHUR Radio အသံလွှင့်ဌာနအကြောင်းတင်ပြပေးပါမယ်။ WHUR 96.3 FM Radio အစီအစဉ်ကို1980ခုနှစ်ကတည်းကသမိုင်းဝင်လူမဲတက်ကတူ Howard ကနေစတင်ခဲ့တာပါ။ Washington DC မြို့တော် Dwight အသံလွှင့်ရမှာအထူးသဖြင့် Jazz Guitar နဲ့လူမဲ American တွေအကြောင်းဦးစားပေးတင်ဆက်ပါရစေ။ ဖြောပြေးနဲ့ပညာပေးအစီအစဉ်တွေကိုအသွင်တစ်မျိုးနဲ့ Harvard Tech သို့ဝင်လေက WHUR တလွင်ယုံကနေထုတ်လွှင့်ပေးပါတယ် Sunny and the City လို့တည်ကြတဲ့နေ့လယ်ပိုင်းအစီအစဉ်ကိုတော့လူကြိုက်များပါတယ် This is such a great part about being here at WHUR 96.3. WHUR 96.3မှာအလုပ်လုပ်ရတာပြော့ပါတယ်။အချိန်ကြီးလွှင့်နေရမလား။ R&B, Hip Hop အဲ့ဒါတွေလည်းလွှင့်နေလေ။ အလုံးလုံးရင်းနဲ့တခြင်းနေလဲနားထောင်နေရတာအဲ့ဒါပိုကောင်းတာမရှိပါဘူး such a good listening experience for if you're at work အမေရိကကိုဘော့စနီးယားဒုက္ခသည်အဖြစ်ရောက်လာတဲ့ Sunny and the City ဟာ သူ့မူပိုင်အစီအစဉ်ရဲ့နာမည်ကသာသုံးဆွဲစီလိုတာပါသူအမေရိကကိုရောက်လာစဉ်မှာအသက်၁၂နှစ်အရွယ်ဖြစ်ပြီးတော့အင်္ဂလိပ်လိုစပြီးသင်ကြားရပါတယ်အထက်တန်းပြီးတော့ရေဒီယိုထုတ်လို့ရေးအစီအစဉ်ကိုသူကရွေးချယ်ခဲ့တာပါ it just felt so alive video အစီအစဉ်တွေမှပြင်ဆင်ရတာအမတန်ကြိုက်ပါတယ်ရှင်ဒီလောက်ကိုလောက်ကိုလုံးမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်မိတာပါ do these things i was like oh my god i have to be here studio ရဲ့အလုပ်လုပ်ရင်ပညာလဲတင်ပေးနေတာပါ Howard Tech တို့မှာအတန်လွင့်ဘာသာရပ်ယူထားသူတွေလက်တွေ့လာတင်ကြားကြပါတယ်။ပညာသင်နှင့်အလိုက်အလှည့်ကျရောက်လာကြတာပါ။ WHUR Radio ဟာ တက်တူကောလိပ်ပိုင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးတော့အကျိုးအမြတ်ရယူတဲ့ဌာနဖြစ်ပြီး Washington DC တဝိုက်ထုတ်လွှင့်ပေးနေတာပါအထူးသဖြင့်တော့တချင်းတွေထုတ်လွှင့်ပေးပါတယ် Elpain ဟာ WHUR ရဲ့အကြီးတန်းဒါရိုက်တာတူဖြစ်ပါတယ် Google Music um other Google Guitar နဲ့တခြားသင်းတွေနောက်ဒေသခံ DJ သမားတွေကသတင်းပတ်ကုံရက်တွေမှာဖျော်ဖြေပါတယ်ကျွန်တော်တင်ဆက်တာတွေကတခြားဟာတွေနဲ့မတူပါဘူး Washington မှာနေပြီးတော့ Washington မှာလို့စဉ်းစားလောက်ကင်ကြသူတွေလို့ ကိုဘာသာလဲခေါ်ကြပါလဲမြန်မာအခြေအနေနဲ့ပတ်သက်တဲ့ထူးခြားသတင်းတွေ The Daily Drum လို့တုံးသက်ချက်အစီအစဉ်တွေလည်းထုတ်လွှင့်ပေးပါတယ် White House Wednesday အစီအစဉ်လည်းရှိပါတယ် where uh, i have a really great correspondent Amy Rosaya တရင်တော့ကလည်းဒီအစီအစဉ်အတွက်စကားလာပြောပြပါတယ်သူနာမည်က Ebony McMorris ပါအထူးသဖြင့်အခုလိုကာလမှာနိုင်ငံရေးအကြောင်းတွေအပြင်တခြားအကြောင်းအရာတွေမျိုးစုံပြောပြပါတယ် WHU အတလွင်ဌာနစတင်ကလေးကလူမဲရီရဲ့တမိုင်းနဲ့ယဉ်ကျေးမှုတချင်းဂီတသတင်းမျိုးစုံတင်ဆက်လာတာဖြစ်ပြီးတော့ပညာရပိုင်းအနေနဲ့လည်းလက်တွေ့တင်ကြားပေးနေပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရငွေလင်းလုံးရွှေသေးနဲ့ဆက်သုံးစီဈေးနှုန်းတွေကိုပြောပြပြပါမယ်မက်လာ73ရက်နေ့ဘူဘန်တတ်မှတ်ငွေလင်းလုံးကတော့အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ2100ကျပ်ရှိပါတယ်ရန်ကုန်မြို့ရဲ့တရားဝင်ငွေလဲကောင်တာတွေမှာတော့ဘူဘန်တတ်မှတ်ဈေးအတိုင်း ဝယ်ဈေး2100ကျပ်ရှိပြီးရောင်းဈေးကတော့2106ကျပ်ကနေ2130ကျပ်နဲ့ဒေါ်လာဝင်လက်ကျန်ရှိသလောက်ရောင်းချပေးနေပြီပဲပြင်ပပေါက်ဈေးမှာတော့မနေ့ကကြာတာပရင်းနေ့ညနေပိုင်းမှာဒေါ်လာကိုဝယ်ဈေး4350ကျပ်ဝန်းကျင်ရှိခဲ့ပြီးရောင်းဈေးကတော့4400ကျပ်ဝန်းကျင်ဒီဈေးပေါက်နေခဲ့တာပါရွှေဈေးကတော့ခောက်ရွှေတစ်ကျပ်သားကိုရန်ကုန်ရွှေလုံငန်းရှင်များတင်ကသမတ်ရင်ညွန်ဈေး54သိန်း8000ကျပ်ဝန်းကျင်နဲ့သာရောင်းဝယ်ပြုလုပ်ဖို့တုတ်ပြန်ထားပြီးမြေပခောက်ရွှေဈေးကမှာတော့ 66သိန်း9000ကျပ်ဝန်းကျင်နဲ့ရောင်းဝယ်ခဲ့ကြပါတယ်။စက်သုံးစီဈေးနှုန်းတွေကတော့ Outdate 92 Ron ဒလီတာကို3155ကျပ်နဲ့ Outdate 95 Ron ဒလီတာကို3205ကျပ်ဈေးဖြစ်ပါတယ်။ဒီဇယ်ဒလီတာကတော့2690ကျပ်ပါ။အထက်ဖို့ပြပါဈေးနှုန်းများကတော့ချိန်နဲ့များပြောင်းလဲမှုရှိနိုင်ပါတယ်။မန္တလေးနဲ့တခြားမြို့ကြီးတွေမှာလည်းရန်ကုန်နဲ့ဈေးနှုန်းကွာခြားချက်ရှိပါတယ်ခင်ဗျာ။ မြင်းစည်းမအတွက် VOA အစီအစဉ်တွေကတော့ဒီလောက်ပါပဲခင်ဗျာမြင်းစည်းမအတွက် VOA အမေရိကန်အတန်ရဲ့တင်ဆက်မှုတွေကို VOA ရဲ့24နိုင်လူမှုမိတ်ဆွေရုပ်တံလိုင်းကဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကမြင်းစည်းမစာမျက်နှာတွေဖြစ်တဲ့မြင်းစည်းမ TV စာမျက်နှာနဲ့မြင်းစည်းမ Facebook လူမှုကွန်ရက်တွေပေါ်မှာလည်းရှုစားနိုင်ပါတယ်မြင်းစည်းမအတွက် VOA အစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေခင်ဗျာ